ဆရာလူဝရည်သည်လူဘဟုသည်စာအုံးမမြမကျောင်းမြမဆယ်နဲ့မြမကျောင်းသားကြည်စမ်းမောဗျာဒီနေ့တနေ့မြမပြီကထွထွလာတဲ့နွားတွေမြမပြီမှာနွားတွေရောကြံတရက်လာတော့မသိတော့ဘူးဆိုတဲ့ကိုအေးကိုရဲ့နှမြောတတ်တာစွန်းနဲ့တန်ကြီးကတချင်းနဲ့ဝင်နေတဲ့လူညောနေတဲ့ ကျွန်တော်အတွေ့အကြုံပြန်စုစည်းစေခဲ့ပါတယ်။ဟုတ်ပါရဲ့။မတ်တမဲတာတာဖြစ်နေတဲ့နေတိုင်းနေပါတူးနေချင်မိခွင်းတစ်ခုပါပဲ။ကျွန်တော်ထိုင်နေကြစုံစည်းရလပိစာလီကပန်ခီအိုင်မဲဆောက်ဂါလန်ဘေးမှာဆိုတော့နေ့စဉ်နေပါကျွန်တော်ကားတွေကို တွေးမြင်နေကြဖြစ်နေတာလေ။ တဏီကောင်တန်ရီတွေ့မှဆိုရင်ကျန်းနာ အကောင်50ထက်တော့မနည်းနိုင်ဘူးတလားဆိုရင်အကောင်တထောင်ပဲထားဒါဆိုဒီတန်တို့ကကတနည်းကို ကျန်းနာအကောင်တကောင်းလုံးရှိနေပြီတည်းဒီလိုမျိုးမြန်မာပြည်ကအထွန်းနေတဲ့လမ်းမောင်းပလောက်ရှိနေမလဲဒါတော့တန်ရီတနေငံတော့ပဲပြောကြည့်တာ မြန်မာနိုင်ငံအကျိုးနော်ရေမြန်မာဘဝန်ကျန်နိုင်ငံတွေကိုဒီလိုထန့်နေတာကရောတရားဝင်မဟုတ်ရဲ့လားတန်တန်ယူစစီမမနဲ့အကျူးညာရှိရှိဆိုရင်တော့ကောင်းပါတယ်လေဒါကဂျာနယ်လောက်ပဲတခြားကလေးဆန်နဲ့မြန်မာနိုင်ငံသားတွေကိုယ်တိုင်မပါသေးဘူးဆိုတော့ဒီတွေးမိသလောက်စိတ်ဝင်စားစရာတော့အကောင်းသား မြန်မာနိုင်ငံသားယမန်မြေပေါ်မြေအောက်တယံဇာတာတွေအရင်တော့ကစေပေါ်ပေါ်ဘောကနေလွတ်စေချင်ပါပြီဗျာ။ကောင်ကွေးရဲ့ဆစ်စကူကလာလောက်ကအဖြစ်လေးတစ်ခုကိုတိုက်တိုက်ဆိုင်ဆိုင်အမှတ်ရမိလာတယ်။ကျွန်တော်ကဒီအချိန်မှာတောခုကြောင်းသားစတေးတင်တဲ့ပုတလင်ကမ်းဘေးကစောထဆိုတဲ့စကားကိုရောင်းနေချိန်ပေါ့။ ဒီချိန်မှာကကျွန်တော်တို့အခွဲစီကအခွဲစီဆိုတာဖြစ်ခါစတီဆောင်ကစကာလာဆိုတော့အစစချွတ်တက်ပြီးလိုအပ်ချက်တွေအပြည့်နဲ့ပေါ်ဒါပေမဲ့စိတ်တော်တွေကတော့တစ်ဆောက်လုံးမှာအားအကောင်းဆုံးကာလာလို့တော့ပြောရင်ရနိုင်မယ့်အခြေကျွန်တော်တို့တနေရတဲ့နေမှာကဒေသပန်းဆောင်ကចောင်းသားရဲဘော်တွေကိုအချိုးချခေါ်ပြီး ပထမဆုံးပေးတဲ့တင်နာဘယ်သူ အကူညီမှမပါတဲ့ကိုထုကိုထတင်နာဒီတော့ခက်ခဲချက်တဲမှုတွေကနေရာတိုင်းပေါ်သမင်းပုံမှန်စားရယုံကလွဲလို့ကျန်တာတွေက မရှိသလောက်ပဲ GNU ကနပိလေးထုတ်ဝေးထားလို့လို့တွဲတော်နဲ့ဖွင့်လာတဲ့တင်နာဖြစ်နေလို့သာ မြင့်လေးတဘာဝအတိရလေးနဲ့နပိနဲ့အသက်ရှင်နေရတာ တင်နေပင်ဝကျမယင်ကတမောတိဆိုတာဝတ်ကြွေးတာအခုဆိုတမောတိတော်ရှားလာပြီလေရတူရုနဲ့ဒေတာအပြောင်းလဲတွေကြောင့်ဖြားနာတဲ့တန်ကလည်းအလူးအလဲတနေ့တနေ့မဖြားတဲ့သူမရှိဘူးတယောက်တလဲလို့လို့ဖြားချနေတာအစိုးဆုံးကတော့နှစ်ဖြားပေါ့စတတ်တဲ့သူဆရာလှုပ်ဆွတလို့ပါပဲ လည်းရတော့သူဆရာလောက်ပြီးအချင်းချင်းကူနေကြရတာပေါ့ယောဂပြတော့သူရှိသလိုအသက်ပါပြောခဲ့ရတဲ့ရံတော်တွေလည်းရှိရဲ့မမရရဆို ကျွန်တော်ငှက်ပြဖြစ်ပြီးတစ်ဖက်လောက်ဖြားနေချိန်မှာသင်္ဍန်းပြည့်ရဲ့တွေများလာတော့သင်္ဍန်းတန်ဝင်ငန်းကဘယ်ကဆလာတဲ့ပတ်စံနဲ့လည်းမသိဘူး dread မှုနဲ့ကိုင်းငင်စေးတလုံးဝယ်လာခဲ့ပြီတဲ့ ဒါကိုလက်ရစရဲ့မိုးဆစ်စုတဲ့ရဲဘော်ကကျွန်တော်ကိုဒရစ်ချိတ်ပေးတယ်လူက အစားအသောက်မဝင်နိုင်ရဲ့ငှက်ဖျားပိုးကြောင့်အပြတ်နေတာတွေရဲ့ကြောင့်နွမ်းနေရတဲ့ကြားတဲ့အကျော်ရှာမရလို့တပတ်ပြီးတပေါက်ထိုးလိုက်တဲ့အရာကစတက်ဘော်လည်းကြော်ရောမခံနိုင်တော့လို့ဗားလိုက်ကထွက်ပြေးခဲ့ရတဲ့အထီကိုဖြစ်ခဲ့ဘူးတဲ့လေကျွန်တော်နဲ့အတူပရိုမီရောက်ကျောင်းသားတယောက်ဖြစ်တဲ့ရဲကျော်နိုင်ဆိုလဲ ။ငှက်ဖျားဖို့ခေါင်းနှိုင်းရောက်ပြီးတန်လွင်မြစ်ထဲဆင်းသွားလို့မနှဲဆဲယူလိုက်ရတယ်။ဒါတော့လူတိလိုက်လို့လေ။ဟီကူချောင်းညံ့ရဲ့ဘိုးတွေရှိနေလို့ဆိုရင်လည်းပုံမှန်နိုင်ပါတယ်။ဟီကူချွန်းစုသူတို့ကတန်လွင်မြစ်ပေးနေပြီးတန်လွင်မြစ်ထဲမျောလာတဲ့တစ်တွေကိုတော့လိုက်ဆဲပြီးရောက်စားနေကြရတာ။သူများတို့လို လိုက်ဆဲเสียရလှေမရှိတော့ရေကူးပြီးစွန့်စွန့်စားစားကိုလိုက်ဆဲကြရတာလေ ဘလဘအသက်နဲ့ရင်းပြီးဆယ်ရဆယ်ရကျွန်တော်ဆယ်လို့ရတဲ့ပတ်စံနဲ့ဟင်းလေးချက်ပြီးရဲဘော်တွေစားနေကြတာမြင်လိုက်ရရင် အမောပြေသွားတဲ့ဆိုတဲ့စောထစကားကရဲဘော်တယောက်ရဲ့စကားတန်ကလည်းမမေ့နိုင်စရာပါဒီလိုပါပဲဒီစကားနဲ့အနည်းဆုံးတလန်စကားဆိုတာမှလည်းကိုရမ်ဘိုဆိုတဲ့ရဲဘော်ကိုလေးစားစရာရဲဘော်အဖြစ် အားလုံးကအတိအမှတ်ပြုကြတယ်လေ ဒါပဲတော့ကျွန်တော်တို့ဒီဘက်မရောက်သေးခင်ဒုက္ခစကာလလောက်မှာသူကသူ့စခန်းကရဲရော်တွေငပြည့်နေတာကိုမကြည့်ရလို့ဆိုပြီးသူကြောကျန်တဲ့ဗမာလက်ဝေးနဲ့အနီးအနားမှာလက်ဝေးပွဲတွေရှိတိုင်းထွေးချွေးနေတာတဲ့ပြန်ရလာပြီဆို သူမျက်နှာတွေကဖူးရောက်ကွဲပြဲနေတာပဲတဲ့ဒါပေမဲ့ရဲရော်တွေကဝိုင်းပြီးပြုစုပေးကြတာတဲ့တကယ်ညီအကိုမောင်နှမတွေလိုပါပဲဗျာ။ ကျွန်တော်ဆိုဒီငှက်ဖျားပိုးနဲ့ငှက်ဖျားဆေးတနေကြဝဲထွက်လာသမျှမိုးစိတ်နှကမ်းမွေးတွေကနေချောင်းချောင်းအယောင်တွေဖြစ်လာတယ်ရေးဆရာဒါမရှိလို့မရေကထားတဲ့အမွေးမြင်တွေကထိုးထိုးထောက်ထောက်နဲ့မျက်နှာမသိရေမချိုးတဲ့ရက်တွေများလာတော့လူပုံပြောက်လာပြီးကြက်ကတော့ဆိုတဲ့နာမည်တော်ရလာတဲ့အကြည့်ပါပဲဒီတနမ်းမှာကျွန်တော်လိုပဲထူးခြားချက်လေးတွေအလိုက် အကောင်းစုချိတ်တက်လွန်လို့အကောင်းချက်ဒီဘောဘုစကံလူတိုင်းရဲ့စကားများရံဖြည့်ထူလွန်လို့ပွားကြီးမောကစကံသမင်းချက်ဖို့ဆိုဝါသနာကြီးလွန်လို့ချက်ကြီးဝံခစကံတို့အပြင်ကက်စီစောရပြတ်တမိုးစိတ်ကောက်ကြီးပေါ်တဒါကြီးမြတ်တိရုပ်လေးစသည်ဖြင့်နာမည်တွေလည်း အမတ်တရတွင်ခဲ့ကြပါတယ်ကျွန်တော်တို့တို့ရဲ့ကံကြမ္မာပဲပြောရမှာပါပဲစားတောက်နေတိုင်းအခက်အခဲတွေအတွက်ထပ်ပေါက်တစ်ခုပေါ်လာခဲ့ပါတယ်ကျွန်တော်တို့တင်တဲ့နဲ့မလမ်းမကမ်းမှာထိုင်းတစ်ဆက်တစ်လုံးရှိတယ်ဒီတစ်ဆက်မှာမန်နေဂျာကလွယ်လို့ကျန်တဲ့အလုပ်သမားတွေကမြန်မာနိုင်ငံသားတွေကြီးပဲတည်ရင်လူမျိုးအများစုပေါ့ ဒီသစ္စကမြမပြည်ကအတွက်ဒီကိုခွဲပြီးသူ့နိုင်ငံတည်းပြန်ဖို့နေတာညနေဘက်တည်ရန်ဆင်းပြီးလမ်းလျှောက်ထွက်စေတိုင်းမှာတော့ဒီသစ္စဘက်ကိုမကြမကြရောက်ဖြစ်တယ်ကျွန်တော်တို့တတိထာမိတာကတော့ထိုင်းမန်နေဂျာကတပတ်တစ်ခါလောက်သူ့မိမလို့ထင်ရတဲ့အမျိုးသမီးအသစ်တွေကိုထယ်လွှဲသုံးနေတာလေတန်လို့ထင်ရပေမဲ့မြမအမျိုးသမီးတွေလည်းဖြစ်နိုင်ပါတယ်ခက်ချောချော ခငငယ်လေးတွေကြီးပါပဲကျွန်တော်တို့နဲ့ဘလို့မှမပတ်သက်နိုင်စရာမရှိနိုင်ဘူးလို့သတ်မှတ်ထားရကနေဒီနေ့တော့တည်င်းတစ်ခုရောက်လာတယ်ခွဲပြီးတစ်တီကိုလှည့်သေးဆက်ချပေးရင်လှည့်တစည်းကိုဘတ်သက်ရလောက်ရနိုင်တယ်တဲ့ကျွန်တော်တို့လူရင်အားနဲ့ဆို အလုတ်ဖြစ်မှာတဲ့ဒီကလာမှာသူနေတာကចောင်းသားတက်မတော်ဒုတိယအချိန်ညီလာခံကျင်းပနေချိန်ဖြစ်နေတော့ ဘုရလူကြီးများကလည်းညီလာခံမှာတောင်ဝင်ယူကြီးတင်းနှံဖွင့်ပေးထားတဲ့စောထစကန်းကလူကြီးများကလည်းညီလာခံမှာဒီကြောင့်ကုပြတနာကုဖြည့်ရှင်းနေကြရတာပေါ့ဗျာဒီတော့ကျွန်တော်တို့တင်းနှံတောင်ဝင်ကန်ကသစ္စကကရင်လောက်သားတွေစီကတည်င်းယူထားရတယ်ဘယ်အချိန်လောက်တစ်တီခွဲပြီးဖြစ်နေလဲဘယ်အချိန်ချရမလဲပေါ့ဗျာ တရင်ရတာနဲ့ကျွန်တော်တို့တွေပြီးရတာပဲကိုလိုပဲထမ်းကျင်တဲ့လူတွေကရှိနေတော့လူထမ်းရတာပေါ့မနေ့စောစောတို့ညနေဘက်တို့မှ ပြဿနာမရှိပေမဲ့တင်နှန်းချိန်မှာတော့တင်နှန်းဝတော်ခဏနာပြီးတစ်ကိုပြီးထမ်းလိုက်ကြတာပဲလေစားဘူးကလည်းတခါတရံတော့အေးပါနေတာပဲလေ ကျွန်တော်တို့အယောက်40အင်အားကလေတစည်းစုနိုင်ဝဲလောက်နဲ့တည်းပြီးတာကိုနေမကောင်းတဲ့လူစဖို့တာဝန်နဲ့အစားတာဝန်ရှိသူတွေက လွယ်ပြီးအကုန်လိုက်ကြတာပါပဲတခါတခါဆိုလေ3လေးစီးလောက်ကို တင်လိုက်ရတာဒါဆိုကျွန်တော်တို့အဖွဲဦးစုပြီးရတဲ့မူလေးတွေကပုံချက်ပြုတ်ဖို့အချို့ကိုခြံထားပြီးတယောက်ချင်းစီကိုစားစင်နာလေးတွေ စားနိုင်ဖို့ခွဲပေးတာလည်းရှိတယ်လေဒီလိုရမျိုးစုတူရလူစုပြီးကိုကြိုက်တာလေးတွေဝယ်စားခွင့်ရကြတာပေါ့မမရရကျွန်တော်နဲ့အချိုကြိုက်သူတစုကတော့နောစီတလုံးကိုဝယ်တပတ်တာဘီစကောအထုပ်ကြီးလက်ကိုဝယ်ပြီးတယ်လွင်မြစ်ပေကျောက်ဆောင်ပေါ်မှာထပ်ပြီးစားခဲ့ရတာဟာတကယ်အရသာပါဗျာ။ ဒီလိုအစားအသောက်နဲ့ပတ်သက်တဲ့အမတ်တရားတွေထဲမှာကရီနှစ်တကူပွဲတို့မင်္ဂလာဆောင်ပွဲတို့ခရစ်စမတ်ပွဲတို့လည်းပါလာပေါ့ပရိမာဘနီဖျားရှိကိုမဆိုတဲ့တည်ရင်ရပြီဆိုကျွန်တော်တို့သင်္นานနားလိုက်ကြတယ်ဖျားရှိကိုပွဲဒီမှာကဝတ်သားဟင်းဆန်းရဖို့တည်ကြတယ်လေဒီလိုခြားတာကလာမှာပြောမိကြတဲ့ စကားလေးတွေတဲကစင်ကြီးတွေအကြောင်းကလည်းအမှတ်တရ ကျွန်တော်တို့ဒီတလောက်ဒီသက်ဆက်ကခွဲနေသမျှတစ်တွေကမြမပြီကတစ်တွေကြီးတစ်မှကျွန်းတစ်တသက် ဒီသက်ဆက်တဲ့ကဘလောက်တောင်ကြာနေပြီလဲတော့အတိအကျမသိခွဲပြီးလွတ်ပြစ်တဲ့ဗကာသားအပေါ်တောင်တန်လွင်မြစ်ထဲမှာတောင်တလုံးလိုဖြစ်နေပြီလေဒီလိုတပ်ပုံမျိုးနဲ့သက်ဆက်တွေကလည်း တလွေမြစ်တစ်ချောင်းမှမနေဘူးတီဇာရာကဒီတစ်တွေကို တော်တွေကဆွဲပြီးကြတဲ့စင်တွေကမြမပြည်ကစင်တွေစင်ပိုင်ရှင်တွေကလည်းမြမပြည်သားကရင်တွေ တခါတခါဆိုဒီစင်တွေနားကဖြစ်သွားရင် စင်တွေရဲ့မျက်လုံးတွေမှာရည်ရည်တွေနဲ့ကျွန်းနဲ့အပေါက်ခံထားရတဲ့ဒဏ်ရာကလည်းတွေးတွေကယူလို့ရင်တအုံအုံနဲ့ပေါ့ တနာဆာနာစိတ်အခက်လေးနဲ့ကျွန်တော်တို့ဒီဒီစင်တွေ မျက်ရည်ကျရတဲ့အကြောင်းကိုတခါမကပြောဆိုခဲ့ဘူးတာတွေကဒီစင်တွေက သူတို့ဘဝတွေကို ပြန်တွေးပြန်ခန်းစားမိလို့ကြရရတဲ့မျက်ရည်တွေလားတစ်တွေကို အစမတန်ဆွဲရတဲ့ဒဏ်ကြောင့်နာကျင်တိုက်ခဲလွန်းလို့ကြားနေရတဲ့မျက်ရည်တွေလားသူတို့ကိုကြည်ထားတဲ့ဆေးရောက်တွေဘူးပြီးလို့များကြားနေရတဲ့မျက်ရည်တွေလေးလား ကျွန်တော်တို့ကိုယ်တိုင်ကဂျူတကူးနဲ့ဂုံရင်မတူဖြစ်မှန်မသိဖြစ်ခဲ့ကြရပါဘော